တနင်္ဂနွေနေ့ကပါရီမြို့ရဲ့အထင်ကရာလူပြတိုက်ကြီးမှာဖြစ်ပွားခဲ့တဲ့ရှေးဟောင်းပစ္စည်းခုံးမှုကြီးရဲ့နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေကိုအာဏာပိုင်တွေအရှိန်ဟုန်နဲ့ဆောင်ရွက်နေကြပါတယ်။ကမ္ဘာပေါ်မှာလာရောက်လေပတ်သူအများဆုံးဖြစ်တဲ့ဒီပြတိုက်မှာအခုလိုရာစုနှစ်ရဲ့အကြီးဆုံးဆိုတဲ့ခုံးမှုကြီးဖြစ်ပွားခဲ့တာဟာအင်မတန်ကြီးမားတဲ့လုံခြုံရေးဟောက်ွက်ကြီးဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ပုံရိပ်ကိုညှို့နှက်ထိခိုက်တယ်လို့ပြင်သစ်တရားရေးဝန်ကြီးကပြောပါတယ် It's clear that we failed ပေရီမြို့လေကောင်ကြီးမှာလူတွေကပရိဘောကမာတဲ့ကရင်တစည်းကိုရပ်ထားပြီးမိနစ်အနည်းငယ်အတွင်းမှာအဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းရနာတွေကိုခိုးယူသွားတယ်ဆိုတာဟာပြင်သစ်နိုင်ငံအတွက်အင်မတန်ဆိုးရွားတဲ့ပုံရိပ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကအားနည်းတယ်ဆိုတာရှင်းနေပါတယ်လို့ပြင်သစ်တရားရေးဝန်ကြီးကပြောဆိုပါတယ်ပြင်သစ်အာဏာပိုင်တွေကစုံစမ်းရေးအရာရှိ60ပါဝင်တဲ့စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီး စနစ်တကျဖွဲ့စည်းထားတဲ့ရာဇဝတ်မှုအဖွဲ့ကြီးကစနစ်တကျစီစဉ်အကောင့်ထဲပေါ်ခဲ့တဲ့ဆိုတော့ကောက်ချက်အပေါ်မှာဒီခိုးမှုကြီးကိုလိုက်နေတယ်လို့ဆိုပါတယ်။အာနာပိုင်တွေကပြတိုက်တခိုးတွေကိုခြေရခံဖမ်းဆီးနိုင်ရေးအရေးမြစ်အများပြားကိုအသုံးပြုထားပြီးတမရော့မက်ခရွန်ကလည်းပါသွားတဲ့ပစ္စည်းတွေပြန်တွေးလိုက်မယ်လို့ယုံကြည်တယ်လို့ပြောကြားပါတယ်။ လုံခြုံရေးကြမ်းကျင်သူတွေကတော့လုပ်လို့ပြတိုင်းမျိုးမှာအခုလိုဖောက်ထွင်းခိုးယူမှုမျိုးကိုထောက်လန်းအချက်ပြနိုင်မဲ့စနစ်တွေရှိနေတဲ့နယ်လို့ဆိုပါတယ်။လုပ်လို့ပြတိုင်းမျိုးမှာပြရင်ပေါက်တစ်ချက်ကိုချိုးပြက်လိုက်တာနဲ့ပုံမှန်ဆိုအချက်ပေးစနစ်တစ်ခုမရမှာဖြစ်ပါတယ်။ဒါမှလုံခြုံရေးကြီးကြပ်သူတဦးစီကိုအချက်ပေးမှာဖြစ်ပြီးဘယ်နေရာမှာဘာဖြစ်တယ်ဆိုတာကိုအတိအကျသိရှိတုံ့ပြန်နိုင်မှာပါလို့လုံခြုံရေးကြမ်းကျင်သူတို့ကပြောဆိုပါတယ်။ တနင်္ဂနွေနေ့က9မိနစ်ပဲကြာလိုက်တဲ့ပြတိုက်ခိုးမှုကြီးမှာတခိုးတွေဟာစောက်လုံရဲ့အလုတ္တမားတွေအဖြစ်ဟန်ဆောင်လာရောက်ခဲ့ပြီးနပိုလီယန်ခေတ်သမိုင်းနဲ့ယဉ်ကျေးမှုတန်ဖိုးပါအဖိုးမဖြတ်နိုင်တဲ့နန်တွဲလက်ဝတ်ရတနာပစ္စည်းရှိခုကိုခိုးယူထွက်ပြေးလွမြောက်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းတမရကလူပြတိုက်ပြန်လဲမုံမှန်ရေးနဲ့ခင်မီလုံးကျုံရေးစီစဉ်တရက်ကိုကြီးညာခဲ့ပြီးဆယ်စုနှစ်အတွင်းမှာပြတိုက်လုံးကျုံရေးဝန်တန်း15ရာခိုင်နှုန်းလျှော့ချခဲ့ပြီးနောက်မှာ လုံခြုံရေးအဆင့်ပြန်မြင့်တင်ဖို့ကြိုးပမ်းခဲ့ပါသေးတယ်။တနင်္လာနေ့မှာအရေးပေါ်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေလို့ပြတဲ့ကိုပိတ်ထားမှာဖြစ်ပါရဲ့ရှင်။